ငွေထက်ပိုပြီးတန်ဖိုးရှိတဲ့အရာဒါမှမဟုတ်ချစ်ချင်းမြတ်တာ ခိုးခိုင်ကြအပိုင်း6ရဲ့အစမှာအဝိုင်အောင်မမလေးဟာအမျိုးသမီးတို့ထုံးစံအတိုင်းကဘာဘောကကြောင်းမြတ်ရတနာကိုသဘောကျရကြနေပြီးတွင်ကတော့အိတ်တပုန်တပင်ကြီးကိုအနောက်ကနေလက်ကင်ပေးနေရပါတယ်ဒီချိန်လူကဟာသူ့သဘောကျတာကိုတွေ့သွားခဲ့ပြီးဝယ်မယ်လို့စိုင်ထဲကိုမိမတယောက်ရောက်လာခဲ့ပြီးတစ်ဆိုင်လုံးကိုဝယ်မယ်လို့ပါတယ်တစ်ဆိုင်လုံးရဲ့စုစုပေါင်းတန်ဖိုး2ဘီလီယံလောက်ကိုတောင်အသာလေးပေးနိုင်တဲ့ဒီမိမဟာအကောင်ကြီးကြီးတွေကဆိုတာကိုစိုင်ရှင်ကသတိထားမိသွားပါတယ်တစ်ဖက်မှာသူကြိုက်တဲ့ပစ္စည်းလေးကိုကြော်ဝယ်သွားတာကြောင့်မကြည်မနဲ့ဖြစ်နေတဲ့လူကဟာအဲ့ဒီမိမကိုရန်တွေးလိုက်ပြီးမြုပ်တရဲ့စိုင်ထဲကိုဥထိပ်ပြောင်းဝင်လာခဲ့ပါတယ်ဥထိပ်ပြောင်းဟာမိန်းကလေး ရဲ့အဖေဖြစ်ပြီးသူ့ရဲ့တမီးရာရတနာတဆိုင်လုံးကိုဝယ်ကျင်နေတဲ့အတွက်ပြစ်တင်နေခဲ့ပါတယ်။ဒါပေမဲ့မိန်းကလေးရာအဖေစကားကိုနားမထောင်ပြီးပြစ်ထွက်သွားတာကြောင့်ဒီမိန်းကလေးရာငွေရဲ့တမဲကိုနားမလည်ဘူးဆိုပြီးလူကာအပြစ်တင်လိုက်ပါတယ်။ဒါပေမဲ့မိန်းကလေးရဲ့အဖေဖြစ်သူကတော့လူကာရဲ့စကားကိုသဘောကျသွားခဲ့ပြီးချက်ချင်းပဲသူ့စီမှာအလုပ်လုပ်ဖို့မဲဆွဲလိုက်ပါတယ်။ငွေရဲ့ဆွဲဆောင်မှုကြောင့်တွင်တားနေတဲ့ကြားကလူကာကန့်လန့်လာတဲ့အလုပ်ကိုချက်ချင်းပဲလက်ခံလိုက်ပါတယ်။ ။တတိယရောက်ရဲ့အလုံမှာဝလုံးနေရတဲ့လူကရဲ့အကြောင်းကိုတီးသွားတဲ့တခြားခုခိုက်ကြအဖွဲ့ဝင်တွေဟာအံဩနေခဲ့ပြီးကပတိန်မာဗီလက်ကတော့လူကဒုက္ခပြတာခံရတော့မဲ့တတိယအတွက်ရင်းလင်းနေဝင်ရပါတယ်။တတိယအိမ်မှာတော့လူကအစီကံလောရမှာဖြစ်ပြီးတတိယဦးထိပ်ပြောင်ကဈေးကြီးလွန်းတဲ့သူ့ရဲ့ပစ္စည်းတွေကိုကြောက်ွဲအောင်မလုံးမိဖို့လူကကိုသတိပေးနေပါတယ်။နှစ်တန်းတန်တဲ့ပန်းအိုးတွေနဲ့တန်းကြီးတန်တဲ့ချက်ဝက်တွေကိုပြလိုက်ပြီးဒါတွေကိုကြောက်ွဲအောင်လုံးမိရင်ရော်ကြီးပြင်သူစိတ်ထိခိုက်သွားအောင်လုပ်တဲ့အတွက်စေယုံစေးပါပေးရမှာဖြစ်ကြောင်းထပ်ပြောလိုက်ပါတယ်။ဒီလိုနဲ့တနည်းအားရောက်မှာတော့အခန်းတစ်ခုထဲကိုခေါ်သွားခဲ့ပြီးအခန်းထဲမှာတော့ရွှေတွေသီးနေတဲ့အပင်ပင်ကိုတွေ့လိုက်ရပါတယ်။အ ခန်းထဲမှာတော့လေသာထောင်ချောက်တွေပြည်နေခဲ့ပြီးဒီနေရာကိုတောင်းအောင်ဖောက်ဝင်လို့မရကြောင်းမှရှင်းပြလိုက်ပါတယ်ဒီချိန်အကာသကိုယ်စိုးတို့အဖွဲ့ကလည်းဒီရွှေစင်အပင်ရဲ့သတင်းကိုကြားသွားခဲ့ပြီးဒီအပင်ကိုတရရဲ့ဗလန်းနဲ့မဆိုတီထွင်ရမှဖြစ်တာကြောင့်ကိုပြောင်ဆွမ်းအရှင်မိစ္ဆာနာနီကိုအပင်ခိုးကိုတောင်းအောင်ပေးလိုက်ပါတယ်ဒါတွေကိုမသိတဲ့ကဘာမျိုးမှာတော့လူကဟာတတိကြီးရဲ့တမိဆိုလေအခန်းကိုရှင်းလင်းပြီးနေရင်အခန်းထဲမှာဟောင်းနှန်းနေတဲ့အယုတ်တယုတ်ကိုတတိထားမိသွားပါတယ်ပတ်စံရှိတဲ့မိန်းကလေးတယောက်ဟာဒီလိုဆုပ်ပြက်နေတဲ့အယုတ်ကိုတဟူးတကအသိမ်းထားတဲ့အတွက်လူကလည်းစဉ်းစားမရဖြစ်နေတော့အခန်းထဲကိုတတိသမီးဝင်လာခဲ့ပါတယ်အယုတ်ဆုပ်ကြီးကိုအမိုက်ပုံးန ဲ့ပြစ်လိုက်တဲ့လူကကြောင့်တတိသီမီလည်းစေဆိုးသွားခဲ့ပြီးလူကောက်ကိုအခန်းထဲကမထုတ်လိုက်ပါတယ်။လူကလည်းသူ့ရဲ့အဖြစ်ကိုကျန်တဲ့ဂုကကြားဖွဲ့ဝင်နေစီဖုံးဆက်လှမ်းပြောနေရင်တွင်ကြောင့်ပဲရွှေစင်ပင်မရှိလာခင်ကဒီမီသားစုအရန်ဆင်းရဲခဲ့ကြောင်းမှသိလိုက်ရပါတယ်။ဒီအချိန်မိစ္ဆာနာဒီဟာရွှေစင်တစ်ပင်ကို ထားတဲ့အခန်းလေးကိုရောက်နေခဲ့ပြီးသူ့ရဲ့အစွမ်းနဲ့လေသာတန်းတွေကိုကြော်ဖြတ်ကတပင်းနာကို AC ကပ်နိုင်ခဲ့ပါတယ်။ဒီချိန်တရီသမီးဟာအခန်းရှိကိုရောက်လာပြီးမိစ္ဆာနန်တို့ကိုတွေ့ရပြီးမဲ့မအော်ပဲဒီတိုင်းထိုင်ကြည့်နေချင်းအနားကိုလူကာရောက်လာခဲ့ပါတယ်။ကတ်ဆိုးစွာနဲ့ပဲကိုရအစွမ်းအရှင်နာနီဟာလူကာတို့ကိုတွေ့သားခဲ့တာကြောင့်လူကာလည်းတရီသမီးရဲ့လက်ကိုဆွဲကပြေးထွက်လာခဲ့ပါတယ်။မကြခင်တရီကပဲရောက်လာခဲ့ပြီးလူတီသားကြီးဖြစ်တဲ့အတွက်မိစ္ဆာကောင်နာနီဟာစတင်တက်ခတ်လိုက်ပါတယ်။ဒီတော့ဂိုကန်ကြားဖြစ်တဲ့လူကာလည်းငွေတန်းပေးရင်လူငယ်ပေးမှဖြစ်ကြောင်းပြောရင်တရီကလည်းသဘောတူတာကြောင့်လူကာကလည်းနာနီကိုစတင်တက်ခတ်လိုက်ပါတယ်။လူကာဟာအ ားလုံးရဲ့ရှေ့မှာပဲခုခံကြားအတွင်ပြောင်းလိုက်ပြီးလက်နက်မျိုးစုံနဲ့နာနီကိုဆုံးမကလေဘော်တင်ပစ်လိုက်ပါတယ်ခဏတစ်ပြုတ် NDA ကင်းသွားပြီဖြစ်လို့အခန်းထဲပြန်ဝင်နေတဲ့တထေးသမီးစီလူကာရောက်လာပြီးဘာကြောင့်အစကတည်းကအပင်ခိုးနေရတာကိုထိုင်ကြည့်နေရလေလို့မိလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့တထေးသမီးဟာဒီပင်ကိုခိုးခံရတာပိုကောင်းမှဖြစ်ကြောင်းပြပြောလိုက်ပါတယ်အရင်ကသူတို့မိသားစုကဆင်းရဲပြီးမဲ့ပျော်စရာကောင်းကင်ကြောင်းနဲ့အခုတော့အရန်ချမ်းသာနေပြီးမဲ့အဖေဟာသူ့ကိုဂယူမဆိုင်တော့တဲ့အကြောင်းရေဖွင့်လာပါတယ်အယုတ်ဆုပ်လေးကလည်းငွေမရှိခင်ကသူ့အဖေဝယ်ပေးခဲ့တဲ့အယုတ်လေးဖြစ်ပါတယ်ဒါကြောင့်သူ့ဖေးရဲ့ငွေတွေကုန်သွားအောင်လို့ပတ်စံနေရှောက်ဖြုံးနေရဖြစ်ပါတယ်လ ူကာကတော့သူ့ရဲ့စကားကြောင့်ဒေါသထွက်သွားခဲ့ပြီးပတ်စံကိုတန်ဖိုးထားဖို့နဲ့ငွေမရှိလို့မလုပ်လဲရတဲ့ရှိချောင်းပြောကပြတ်ထွက်သွားပါတယ်အလုထွက်လာခဲ့တဲ့လူကာဟာခိုကိုင်းကလီယံပေါ်ပြန်ရောက်နေခဲ့ပြီးသူ့ရဲ့အတွေ့အထဲမှာတော့စားစရာမရှိအောင်ဆင်းရဲခဲ့တဲ့ငယ်ဘဝတည်းကိုပြတ်တွင်းနေမိပါတယ်ဒီချိန်မိစ္ဆာကောင်နာနီယာတရေစီကိုထဲရောက်လာခဲ့ပြီးဒီတစ်ခေါက်မှာတော့ဇန်ကီယစစ်တပ်နဲ့အတူတူအပင်ကိုရောက်ဖို့ဆုံးဖြတ်ခဲ့ပုံရပါတယ်ဒါကြောင့်ခိုကိုင်းကြားအဖွဲ့လည်းဒီသတင်းကိုကြားကကဲတီမိုဆုံးဖြတ်လိုက်ရင်တိုက်ပွဲရှိရနေရာကိုရောက်လာခဲ့ပါတယ်လူကာကတော့အထက်ကလူတွေကိုကဲထုတ်ပြီးပို့တာဝန်ယူလိုက်ပြီးကျန်တဲ့ခိုကိုင်းကြားတွေကတော့မိစ္ဆာကောင်ဇန်ကီယတွေကိုတိုက်ခတ်လိုက်ပါတယ်ဒီချိန် င်လူကာကတော့ပိတ်မိနေတဲ့လူတွေစီကိုရောက်လာခဲ့ပြီးတတိသမီးကလည်းသူ့ဘဝအရေးကြီးအရာကိုတွားယူပေးဖို့လူကောက်ကူညီတောင်းလိုက်ပါတယ်။တတိကြီးကလည်းအဲ့ဒီအရာကိုယူပေးရင်ဆန်ဆန်ပေးမယ်ဆိုပြီးချမ်းလက်မှတ်ဖြတ်ပေးလိုက်ပါတယ်။အပြစ်မှာတော့ကိုကန်ကြားတွေဟာအပုံစံမျိုးမျိုးပြောင်းကဇန်ကဲတွေကိုတိုက်ခိုက်နေပြီးနောက်ဆုံးမှာတော့မိစ္ဆာကောင်နာနီကလည်းရှုံးနေသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းလူကာပြန်ရောက်လာခဲ့ပြီးအရေးကြီးဆုံးဆိုတဲ့ပစ္စည်းကိုပေးလိုက်တဲ့အခါရွှေစင်သစ်ပင်မဟုတ်ပဲဆုပ်ပြက်နေတဲ့ရုပ်တစ်ခုဖြစ်နေတာကြောင့်တတိကြီးလည်းအောင်းသွားခဲ့ပါတယ်။ဒီတော့ဦးထိပ်ပြောင်လည်းသူ့အမောကိုနောက်နောက်ရကခန်းစားချက်တွေကိုဂယူမဆိုင်မိခဲ့တဲ့အတွက်သူ့သမီးကိုတောင်းပန်နေလိုက်ရင်အ ရာအလုံးကိုအစကပြန်စားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီချိန်ဇန်ကဲတီကတော့သူတို့ရဲ့ထုံးစံအတိုင်းနာနီကိုအကောင်ကြီးဖြစ်အောင်ပြောင်းပေးလိုက်တာကြောင့်ဂိုကန်ကြားရဲ့လေဂိုကန်ကလျင်ကိုစစ်ကိုကဂိုကန်ကိုဖြစ်ပြောင်းလဲလိုက်ပါတယ်အဲဒီနောက်ဂိုကန်ကနာနီကိုလေဘောပြစ်တင်လိုက်ရင်ဆက်စပ်နေနေတဲ့ပြစ်ခါလေထဲမှာပဲအစဖြောက်ပေးလိုက်ပါတယ်အောင်ဝေးရသားဖြစ်တဲ့ဂိုကန်ကြားတွေကိုဥထိပ်ပြောင်းလို့ကဂုံဦးစွာနဲ့ကြည့်နေရင်လူကောက်ကိုပေးခဲ့တဲ့ငွေစိမ်းသိန်းကအယုတ်ထဲမှာရှိနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်တိုက်ပွဲကိုအနိုင်ယူခဲ့တဲ့ဂိုကန်ကြားတွေဟာအတူတူပြန်နေချင်းပတ်ဆက်မီဘယ်ကူညီပေးခဲ့တဲ့လူကောက်ကိုအားလုံးကချီးကျူးနေကြရင်ဂိုကန်ကြားအပိုင်း၆လေးကလည်းဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်။ ကွန်ဖူးပညာရေးဆရာဒီပိုင်းလေးအစမှာတော့ကိုကိုင်းကလေးရဲ့ပုံမှာမာဗီလင်းနဲ့ဂျိုးတို့ကကိုစီထရိနီဆင်းနေကြပြီးအိုင်မင်နဲ့ဒွန်ကတော့ချက်ပြုတ်ပြင်ဆင်နေကြပါတယ်။ဒီချိန်လူကာကဒွန်ကိုမော်နီတာပြင်ဖို့ဆွဲခေါ်လိုက်ပြီးမာဗီလက်ကိုလက်ထက်ရပကံတွေကိုထားပေးဖို့ကူညီပေးဖို့ပြောလိုက်ပြီးမယ်။မာဗီလက်ကတော့မာဗီလက်ပါပဲ။ နောက်တော့မာဗစ်လက်ကနာဗီကိုဟော့ကင်းထုတ်ခိုင်းလိုက်ပြီးနာဗီကတော့ဟိုလျှောက်ပြန်ဒီလျှောက်တိုက်နဲ့ကြားကလေးစီမှာမင်းမဲရမယ်ဆိုဟော့ကင်းထုတ်လိုက်ပါတယ်။ဒီလိုနဲ့မာဗစ်လက်တို့လည်းကြားလေးကိုရှာဖို့ဖြစ်လာခဲ့ပါတယ်။ဇန်ကီတိုဘက်မှာတော့တမူးတဲ့ပါချခတ်မအိုတွေ့ရပါတယ်။ဒီကောင်ကစကြဝဠာတခွန်ပြပြစင်အောင်ကျန်းတဲ့ကွန်ဖူးတိုင်းပညာရှင်တယောက်ပါ။မာဗစ်လက်တို့ဘက်မှာတော့မာဗစ်လက်ကတွိတ်ဆင်ုံထဲကကြားကိုမင်းရဲ့ကလေးတွေကိုတွေးပြရစီလို့လုပ်နေပါတယ်။အိုင်မင်နဲ့တွင်ကကြားရုံအင်ဂျင်နဲ့ပရိုမိုးရှင်းစင်းနေတဲ့ကောင်ကိုမင်းနေခဲ့ပြီးလူကာနဲ့ဂျိုးကတော့ အင်ကြီးဆိုင်ကကြားရောက်ပါတဲ့အင်ကြီးတွေကိုအတင်းထိုးရောက်လာကြအောင်ဝယ်လာခဲ့လိုက်ရပါတယ်။ဒီလိုနဲ့အားလုံးပြန်ဆောင်ကြပြီးမတွေ့တာကြောင့်တိုင်မင်နေကြတော့ကြောင်ကလေးကိုကြားကလေးထင်သွားတာကြောင့်ကုန်းကုန်းကြီးသွားနေကြပါတယ်။ဒီချိန်ဇန်ကရက်တို့ကြောင့်ကြောင်ကလေးလည်းလွတ်သွားတာကြောင့်ဒေါဘနေရင်ပချက်ခမစီရောက်လာခဲ့ပါတယ်။ရောက်တာနဲ့ကိုကန်ကြားဖြစ်အသွင်ပြောင်းကတိုက်ပွဲကိုစတင်လိုက်ပါတယ်။ ်ထုံးစံအတိုင်းကွန်မြူနီကိုတက်ခိုက်လိုက်ပြီးနောက်ပတ်ချကမကိုတက်ခိုက်ပါတယ်ဒီချိန်ပတ်ချကမကသူ့ရဲ့လက်အကြီးကြီးတွေကနေတန်လိုက်ဆက်ကွင်းနဲ့ခေါကန်ချားရီရဲ့လက်နက်တွေကိုဆဲယူလိုက်ပါတယ်နောက်တော့သူ့ရဲ့လက်အရှိကြီးနဲ့တက်ခိုက်လိုက်ပြီးအိုင်မင်နဲ့တွင်ပဲထိသွားခဲ့ပါတယ်မာဗလက်ဂျိုးနဲ့လူခါက ကောင်ရင်းကြအဖြစ်ပြောင်းကပချက်ခမကိုတက်ခိုက်ပါတယ်။ဒါကိုအိုင်မင်းနဲ့တွင်ကကြည့်နေပြီးသူတို့ကိုသူတို့အားနေတယ်ဆိုတဲ့စိတ်ဝင်နေခဲ့ပါတယ်။မာဗလက်တို့ရဲ့တက်ခိုက်မှုကြောင့်အထိနာနေတဲ့ပချက်ခမလည်းနောက်ပြတ်ဆုံးသွားခဲ့ရပါတယ်။တိုက်ပွဲအပြီးမှာမာဗလက်တို့သုံးယောက်ကကြားကလေးကိုပြေချဖို့သွားပြီးမယ်။အိုင်မင်းနဲ့တွင်ကတော့သူတို့ကိုသူတို့အားမရဖြစ်နေခဲ့ပါတယ်။တွင်နဲ့အိုင်မင်းကလက်လျှောက်နေကြတော့ကိုဖူးတင်ပြီးတဲ့ဒုတိယကိုသွားတည်ပါတယ်။အိုင်မင်းကချက်ချင်းပဲအနာသွားကဒီလီချင်းရဲ့ပါချင်ကြောင့်ပြောလိုက်ပါတယ်။ကိုဖူးပညာရှင်ကလည်းလက်ခံလိုက်ပြီးတွင်ကတော့အကြောင်းပြချက်တပုံကြီးနဲ့လှည့်ပြီးပါတော့တယ်။နောက်တစ်ခါမှာတော့ကိုကိုင်းကလေးရဲ့ပုံမှာအောင်ကြီးကိုဖမ်းလ ာကနာဗီကိုလာပြပါတယ်။နာဗီကလည်းကြားကလေးကိုကြောင်ကြီးခေါ်လာတဲ့ကြောင့်စိတ်လင်နေပါတယ်။မင်းသမီးလေးအိုင်မင်ကတော့ဒီချိန်မှာလေ့ကျင့်ရေးကြောင့်အိမ်ငှိုက်နေပြီးဒွန်ကဂျိုးကိုမာဗယ်လက်လူခါနဲ့ဂျိုးတို့ကဘာမှမလုပ်ဖဲနဲ့တောင်တမ်းမာကြတယ်လို့ပြောလိုက်တာကြောင့်ဂျူးလည်းရီပြီးပဲထွက်လာခဲ့ပါတယ်။ဇန်ကီယက်တို့ဘက်မှာတော့မရှုမလိုက်ရှုံးလာတာကြောင့်ပချက်ကမာကိုဇန်ကီယက်ခေါင်းဆောင်ကပြောဆိုနေခဲ့ပြီးဇန်ကီယက်ကမမကတန်းလိုက်စိုက်ခွင်းတွေကိုအဆင်ပြေပြီမဲ့ဆိုပြီးပြောလိုက်ပါတယ်။ဒွန်တယောက်တည်းရှိနေတဲ့အချိန်လူခါတယောက်ရောက်လာခဲ့ပြီးဘာလုံးနေရလဲလို့လာမိပါတယ်။လူခါကကြဲကြွေးတာကိုကြည့်ဖို့ဖြစ်ပြီးဒွန်ကဒီလောက်ထိလိုက်ကြည့်နိုင်လို့အံ့ဩနေပါတယ်။ လူကာကလည်းသူကငယ်ကနေကကြီးခဲ့တာဖြစ်ပြီးဒါကြောင့်မျက်စိလင်လာလို့ပြောလိုက်ပါတယ်ဒီလိုနဲ့တွင်လဲအောက်ကိုဆင်းလာခဲ့ပြီးမာဗလရဲ့လက်ဘက်ကိုပတ်ကြည့်ဖို့ယူလိုက်ပြီးလင်းနေတာကြောင့်ရောင်းအောင်ပတ်ခါမာဗလလို့မျက်ပြစ်လေးချင်းပါတယ်မာဗလကဒါကိုပြစ်ပြီးမျှကိုအေးအေးဆေးဆေးပြစ်နိုင်တာကြောင့်တွင်လဲလေးချင်းမှုတွေရှိတယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်နောက်တနေ့အိုင်မင်လေးချင်းနေချင်းဆရာသမားတွင်ကကုဖုံးဝတ်စုံကြီးနဲ့ရောက်လာခဲ့ပါတယ်ဒီလိုနဲ့တွင်ကိုလက်ခံလိုက်ပြီးမာဗလတို့ကတော့ကြားလေးကိုဆက်ချနိုင်ခဲ့ပါတယ်ဒီချိန်ပတ်ချက်ခမရောက်လာခဲ့ပြီးမာဗလတို့လည်းခိုးခိုင်းကြားဖြစ်ပြောင်းကတိုက်ခတ်လိုက်ပါတယ်အရင်အကွက်ဟောင်းကြီး ကြောင့်အလုံးမဖြစ်တဲ့အပြင်ဂိုကန်ကြားရီလည်းဆန်ဘလူကန်ဖြစ်ပြောင်းလဲကတက်ခတ်လိုက်ပါတယ်။အိုင်မင်နဲ့တွင်တို့လေ့ကျင့်နေကြတော့ဖုံးဝင်လာကပချက်ကမာအကြောင်းကိုငှက်လင်းနာပြီးကပြောပြလိုက်ပါတယ်။ကွန်ဖူးစီယားလည်းသူတို့ကနောက်ထပ်သင်ပေးစရာမလိုတော့ကြောင်းနဲ့သူ့နာမည်ကခန်းတို့ချန်လို့ပြောက ကြာကလေးဖြစ်ကြောင်းလည်းပြောပြလိုက်ပါတယ်။အောင်းနေတဲ့အိုင်မင်တို့ကိုဘင်းနာကကလေးကခန့်တို့ချန်က GK Ranger Red လို့ပြောကအိုင်မင်တို့လည်းထွက်သွားခဲ့ပါတယ်။ကိုဖူးပညာရှင်လို့ပြောနေပေမဲ့တိုက်ခိုက်သမျှခံရတဲ့ပကတ်ချက်မှာနောက်ဆုံးမှာစွန့်အပ်တဲ့နဲ့တိုက်ခိုက်လိုက်ပါတယ်။ဒီချိန်အိုင်မင်နဲ့တွင်လို့ရောက်လာခဲ့ပြီးပကတ်ချက်မှာကိုတိုက်ခိုက်ကသူတို့ပဲပြန်ကျွခံလိုက်ရပါတယ်။ဒီလိုနဲ့အားလုံးလည်းတိုင်းကိုတိုင်းနဲ့ပဲတီးထုတ်ဖို့ GK Ranger အဖြစ်ပြောင်းလဲလိုက်ပါတယ်။အိုင်မင်နဲ့တွင်ကတော့အနီးအနားမှာတိုက်ခိုက်နေခဲ့ပြီး Marvel တို့ကတော့အဝေးမှာခုခံနေရပါတယ်။အချိန်နေမဟုတ်တော့တဲ့အိုင်မင်တို့ကလည်းအချိုးတွေပါကျွေးပစ်လိုက်ပြီးလက်နက်ဘက်ကိုဖျက်ဆီးကအဆ ုံးသက်ပေးလိုက်ပါတယ်။တိုင်းလောကရဲ့ပညာရှင်ကြီးကြာဆုံးသွားပြီးတဲ့နောက်မှာတော့ဇန်ကရက်ကမမလည်းအကောင်ကြီးဖြစ်ကိုပြောင်းလဲပေးလိုက်ပါတယ်။ဒီတော့ဂူကန်ကိုခေါ်ကတိုက်ခတ်ဖို့ဖြစ်လာခဲ့ပြီးဂူကန်စတာဘူးလဲနဲ့တိုက်ခတ်လိုက်ပြီးမဲ့ပချက်ခမကအသာပဲရှင်းထုတ်လိုက်ပါတယ်။ဒီအချိန်ဂျီဂီရိန်ဂျာရဲ့တော့ကအယောင်နေထွက်လာခဲ့ပြီးအသုံးပြုကဂူကန်အတားဂျီဂီဂျီဂီခန်ဆိုတဲ့အဆုံးသက်တိုက်ခတ်နဲ့အဆုံးသက်ပေးလိုက်ပါတယ်။ဒီဖိပြက်ကိုဂျန်နဲ့ဆီယမ်မြေခွေးတို့ကကြည့်နေခဲ့ပြီးဂူကန်ကလည်းအပေါ်မှာတော့အချင်းမဟုတ်တဲ့တွင်ကအရင်လိုဆွဲခေါ်တာကိုကွန်ဖူးနဲ့ရှောင်းနိုင်ခဲ့တဲ့အပြင်မာဗယ်လက်ကိုလည်းမာဗယ်မလက်နိုင်အောင်လုပ်ပေးလိုက်ရင်ဒီပိုင်းလေးကလည်းဒီမှာပြီးဆုံးသွားခဲ့ပါတယ် ်ကျွန်တော်ဒီမှာ Japan region နဲ့ TikTok account ကို monetization အောင်မီတာ account လေးတွေ live ဝယ်လို့ရနေပါပြီ။အကောင့်အနေနဲ့ monetization ကိုလည်းအမခန့်ချက်ရှိနေတဲ့ account လေးဖြစ်ပါတယ်။ဒါကြောင့်မလို့ယုံကြည်စိတ်ချစွာနဲ့ဝယ်ယူလို့ရပါတယ်။ကျွန်တော်ကမှ Telegram account ကိုလည်း YouTube channel မှာခြားပေးထားပါတယ်။အဲ့ဒီ Telegram account ကနေဆက်သွယ်ပြီး live ဝယ်လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။